မြန်မာနိုင်ငံမှာဗြိတိရှားခေတ်ကနေပြီးအခုထိကိုဗစ်အုပ်ချုပ်ခွင့်နဲ့ရပ်တည်နေတဲ့လူမျိုးစုစုစုရှိပါတယ်။မြန်မာပြည်ရဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတရုတ်မြန်မာနယ်စပ်တစ်လျှောက်ကမြို့ကိုတွေဖုံးလွှမ်းနေတဲ့တောင်တန်းတွေမှာနေထိုင်တဲ့လူမျိုးစုစုစုပဲဖြစ်ပါတယ်။သူတို့ကတော့ဝါလူမျိုးပဲဖြစ်ပါတယ်။ဝါလူမျိုးတို့ရဲ့ထူးခြားတဲ့တမိုင်းကြောင်းနဲ့ယဉ်ကျေးမှုတချို့ကိုလေ့လာကြည့်ရအောင်။ ဝါလူမျိုးတွေကမွန်ခမာဘာသာစကားအုပ်စုဝင်နေဖြစ်တဲ့ဝါဘာသာစကားကိုပြောဆိုကြပါတယ်။ဝါလူမျိုးတို့ရဲ့သမိုင်းမှာအထင်ရှားဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးအရာကတော့ခေါင်းဖြတ်တဲ့ရိုးရာဓလေ့ပဲဖြစ်တယ်။ဒီဓလေ့ဟာရက်ဆက်ကြမ်းကြုတ်တဲ့စစ်ပွဲတစ်ခုဖြစ်နေလူအများစုကမှတ်ယူကြပေမဲ့ဝါလူမျိုးတွေအတွက်တော့ဒါကသူတို့ရဲ့စိုက်ပျိုးရေးနဲ့ဘာသာရေးယုံကြည်မှုနဲ့ဓာတ်ရိုက်ပတ်သက်နေပါတယ်။ ူတို့ကလက်ကိုအဓိကထားကူဝဲကြပါတယ်။လူရဲ့ဥကောင်းမှာဝိညာဉ်ဆွမ်းအင်ပါဝင်တယ်လို့ယုံကြည်ပြီးတော့ဒီဆွမ်းအင်ကစိုက်ခင်းတွေကိုပုံမှုဖြစ်ထွန်းစေတယ်လို့ယူဆခဲ့ကြတာပဲဖြစ်တယ်။ဒါအပြင်ရန်သူရဲ့ဥကောင်းခုံကိုရွာဝင်ပေါက်တီမှာထားရှိခြင်းအပြင်နတ်ဆိုးတွေရန်ကနေလည်းရွာကိုကာဝယ်ပေးတယ်လို့ယုံကြည်ကြပါတယ် ခေါင်းဖြတ်တဲ့ဒလိယာဝါလူမျိုးအမျိုးသားတွေအတွက်တော့သူရဲကောင်းဆန်နဲ့စွမ်းဆောင်ရည်တစ်ခုအဖြစ်နဲ့မှတ်ယူပြီးတော့ဒီလိုစွမ်းဆောင်နိုင်တဲ့အမျိုးသားတွေကလည်းလူမှုရေးအဆင့်တန်းပုံမှန်မြင့်မားတယ်လို့ဆိုပါရယ်။ဒါကြောင့်ဝါလူမျိုးတွေအတွက်ဥကောင်းရရည်နဲ့မိမိဥကောင်းအဖြတ်မခံရရည်ရာဆိုလို့ရှိရင်သူတို့ဘဝရည်တည်မှုအတွက်နှစ်ခုစလုံးကအရေးပါပါတယ်။နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့ခေါင်းဖြတ်တဲ့ဒလိကဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာတို့ရဲ့လွှမ်းမိုးမှုအောက်မှာတဖြည်းဖြည်းမိမ့်မိန်ပြောက်ွယ်သွားမှုပဲဖြစ်ပါတယ်။ လက်ရှိချိန်နေမှာတော့ဝဒေတာဟာတိုးတက်ပြောင်းလဲလာနေပြီပဲဖြစ်ပါတယ်။ဝလူမျိုးတွေဟာမြန်မာနိုင်ငံမှာသာမကတရုတ်နိုင်ငံရဲ့ယူနန်ပြည်နယ်မှာပါနေထိုင်ကြတဲ့နှစ်နိုင်ငံကြားကတိုင်းရင်းသားလူမျိုးစုပဲဖြစ်တယ်။ဒါအပြင်ဝလူမျိုးတွေဟာဆိုရင်တရုတ်ပြည်ရဲ့တိုင်းရင်းသား56မျိုးထဲမှာလည်းပါဝင်တယ်။မြန်မာနိုင်ငံရဲ့တိုင်းရင်းသား135မျိုးထဲမှာလည်းပါဝင်တဲ့တိုင်းရင်းသားလူမျိုးစုတွေပဲဖြစ်တယ်။တချိန်ကခေါင်းဖြတ်မုတ်ဆိုးတွေအဖြစ်နာမည်ကျော်ခဲ့ပေမဲ့ယနေ့ခေတ်မှာတော့အေဂျင့်ရဲ့ဘဝကိုတိစောက်နေကြပြီပဲဖြစ်ပါတယ်။